နေ့တိုင်းကဘာမကြည့်စိုးရရင်ဘယ်တော့ကောင်းမလဲကျွန်တော်သမီးလေးကျောင်းကပြန်လာတိုင်းကျွန်တော်မေးတယ်သမီးကဘာမကြည့်စိုးရလားမစိုးရဘူးတနင်္လာနေ့တောက်ကြပဲစိုးရတယ်ကဘာမကြည့်ငားရရှိတာဈေးစစ်နေသေးအမျိုးသားတစ်ချင်နေတိုင်းဆိုတော့မှာကျတယ်တရားမြတ်တာချင်း justice လွတ်လပ်ခြင်း freedom liberty independence ရင်းချမ်းခြင်း peace ခွင့်တူညီမျှခြင်း equality ကောင်းလိုက်တယ်တရား၄ပါးဗေမဇူတရား၄ပါးဆိုတာဒါပြောတာ 1948ခုနှစ်ဂျွန်လမှာကျင်းပတဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမှုပြုတော့တိုင်းပြည်ပြည်ပြုလွတ်တော်ကအတည်ပြုလိုက်တာတရားမျှတခြင်းလွတ်လပ်ခြင်းငြိမ်းချမ်းခြင်းခွင့်တူညီမျှခြင်း justice freedom peace and equality ဘာနဲ့အစားထိုးမလဲဘာနဲ့နှုတ်မလဲဘာနဲ့မှအစားထိုးလို့မရဘူးကောင်းလိုက်တာပြည်တော်စုအမွေအမြဲဒီတန်းစေအဋ္ဌံပြုလေနိုင်ငံတော်အလံရှိမှာ တောင့်တောင့်ရရပြီခလေးကငါးနှစ်သားကလေးကတစ္ဆာဒိဋ္ဌံပြုတ်ရနော်ပေါ့ပေါ့မဟုတ်ဘူးတစ္ဆာဆိုတာစုရက်တယ်နိုင်ငံတော်ချင်းစဆိုဆိုဆရာမလည်းစပွဲပေါ်ပစ္စည်းလေးတင်သူ့ချင်းလေးချတာကဆိုတရားများလည်းလွတ်လာချင်းနေမသွေးစဉ်းစားကြည့်တစ္ဆာမူတာခလေးတွေတစ္ဆာဆုံနေရတာဟောဒီပြည်တော်စုအမွေကိုကျွန်တော်စီတသက်ထာဝရ everlasting တသက်လုံးထာဝရကဘာတိသေးကျွန်တော်စောင့်ရှောက်ပါမည်တစ္ဆာဆိုတာကြောက်စရာတစ္ဆာဆိုတယ်နော်ပြန်ဆိုကြည့်ပြည်တော်စုအမွေအမြဲတည်ကြံစေ အဋိဋ္ဌံပြုပဲအဋိဋ္ဌံဆိုသစ္စာပြုတာဒါပေမဲ့အဲ့ဒီလူငယ်တွေပဲလူကြီးဖြစ်လာတော့ရောင်းစားလိုက်ကြတာကုံရောအခုမှကြံကောင်းကြံရလိုက်ရှာပြီးတော့မနေ့တနေ့ကခရိုနီတယောက်ကပြောနေသေးတယ်ဒေါသဖြစ်ရသေးတယ်တစ်တွေကိုတဲ့ကျွန်တော်ခုတ်တာများသွားလို့အခုတော့ပြည်စုအကျိုးပြုလုပ်ငန်းပဲကျွန်တော်လှည့်နေပါတယ်တဲ့အနာရှိရင်ရင်းတောင်ရိုက်လိုက်သေးနော်စဉ်းစားကြည့်ကျွန်တော်တို့မှဘာကြံလဲ တက်ကမရှိတော့ဘူးဆိုဘာကြံတယ်လဲစဉ်းစားကြည့်နောင်ဒပဲကြံတော့တယ်ကျွန်တော်တို့ကလေးတွေကိုနောင်ဒအထုတ်ကြီးပဲပေးရတော့မယ်ဆိုရင်ကျွန်တော်တို့တရားပါမလားစဉ်းစားကြည့်မတရားနိုင်ဘူးပြည်တော်စုအမွေလို့ပြောရင်ဘယ်အမွေလဲနေဝင်းမြင့်စစ်တပ်အမွေလဲပါတယ်ရုပ်ပစ္စည်းအမွေလဲပါတယ်ကျွန်တော်တို့တစ်ခုမှတစ်ရွက်တစ်ချက်မှမကျိုးမပဲ့မကန်းကလေးတွေကိုဒီအထုတ် lesson ကမ်းရမှာကျွန်တော်တို့အားလုံးတောင်းဘူးအခုမှ sorry ဆိုလို့မရတော့ဘူးကျွန်တော်ဇနီးရဲ့ဘာကြီးတယောက်ရှိတယ် အဲ့ဒီလက်ဖက်ရွက်ကလေးကဂျပန်ခေတ်ကလေးကနေ့အထိသေးလာသိနှမျောတာတနေ့တော့သူတယောက်ကတိုက်လိုက်ကြအောင်အောက်ပြုတ်ကြတာဟာဘိုင်း sorry တဲ့မင်းကတော့ sorry ငါတော့ခွေးဖြစ်ရောကွာသူ့တူကိုပြောနေမင်းကတော့ sorry နဲ့ပြီးငါခွေးဖြစ်ရောဒီပစ္စည်းတွေတစ်သက်လုံးထိမ့်သိမ့်လာတာပြပွဲသွားတယ်အခုလဲ sorry တွေများများတာဖြစ်နေဘယ်နဲ့လုံးမလဲသစ်ပင်မရှိရင်သစ်ပင်ဆက်ကြတာပေါ့တောင်မရှိတော့မြေကြီးဖုတ်ပြီးတောင်လုံးကြတာပေါ့လွယ်လိုက်ကြဘယ်ရလိမ့်မလဲကျွန်တော်တို့ငငယ်ကသွားငေးရတယ်ပုတ်ပါ နတ်တွေကိုဘေးဖယ်လိုက်ကျွန်တော်တို့နှလုံးသားထဲကပုတ်ပါအသက်နည်းနည်းကြီးလာတော့နတ်နဲ့မဆိုင်တော့ဘူးအသက်နည်းနည်းကြီးလာတော့ကြပြားတွေစာတွေဖြစ်လာပြီးမြင်းညာတွေကကိုရေးကျော်ကပုတ်ပါဖွဲ့ပြီပေါ့ဒီရီမင်္ဂလာအညာမြေဤမန္တန်တောင်သုံးလုံးဆိုင်ထက်ကုန်မို့မို့မှာကြွားခုံးလို့ရှင်ကားပြိုင်အင်းဒီလာပြပြားမိုင်းမောက်မြခနောက်သို့ဆိုင်လေးတော်ကြောပြီးမြင်မှာ ဝင်ကြွားပြီးစွာမိုးကောင်းခင်တိုင်းမြင်းကြံခရိုင်တစ်ခုရီတော့တောင်ပုတ်ပါကပီကျောက်စာတိုင်းဘာလို့ဖွဲ့တာလဲပုတ်ပါကိုဘာလုံးလောက်ဆရာရှိလို့လဲဖွဲ့တယ်ချစ်တာကိုနဂန်းလင်းချောင်းစကဇဂဝါတောင်တော်ပန်းငိုင်းလှမ်းစပမေပန်းကကဝေးတယ်ဘယ်သူပြိုင်လို့လှပါတော့နိုင် ဘယ်သူပြန်လို့လှမှာတော့ကိုတိုင်းပြည်ကကပစ္စည်းတွေတောင်တွေတောတွေသဘာဝတရားစာတပစ္စည်းတွေသူများကမျက်စောင်းထိုးလို့လေကျွန်တော်တို့ကတုံလို့ဆရာမရှိဘူးငါတို့ပိုင်တယ်ပြည်တော်စုအမွေအမြဲပြည်တန်းစေအဋ္ဌံပြုပြီဆိုရင်ကျွန်တော်တို့တကယ်ထိမ့်သိမ်းရမှာမဟုတ်ဘူးလားကိုကြီးကျော်တောင်ဒီပုပ္ပန်းတောင်ကြီးကကျွန်တော်တို့ရာဇခုမာရမင်းသားကကျန်းစစ်သားမင်းကြီးနာမကျန်းဖြစ်တဲ့အခါကျွန်းသုံးရွာနဲ့ဆွေစင်းတို့တော့သုံးလှူတဲ့အခါ ။ရာဇကုမာရကြောက်စာကုပြောက်ကြီးကြောက်စာထုပထမဆုံးစာကြောင်းကရှရီကျက်တရင်မင်္ဂလာတို့သည်ပြည့်စုံပါစေသတည်းလို့ထိုးတာ။မြမစာပရဲ့အစဖြစ်သောကျွန်တော်တို့ရဲ့မြတ်စီရီကြောက်စာပထမဆုံးစာလုံးကရှရီရှရီဆိုတော့သီရိပေါ့ကျက်တရင်မင်္ဂလာသည်ရှိပါစေသတည်းလို့စပရဲ့နမောဗုဒ္ဓံယသိတ်တံလို့ကျွန်တော်မြန်မာတွေကစာစရေးတယ်ပုပ္ပန်းတံကိုလည်းပဲကိုကြီးပြောပါရေးတာသီရိမင်္ဂလာ အညာမြေဤမန္တန်တောင်သုံးလုံးဆိုင်တောင်သုံးလုံးဆိုင်တယ်မဟုတ်ဘူးပုပ်ပတ်တောင်မကြီးက volcanic eruption လို့ခေါ်တာပေါ့ပွင့်ထွက်သွားတယ်မိဆောင်ကြီးပေါက်ကွဲတော့အပေါ်မှာငုတ်ကလေးသုံးခုနဲ့ဖိုးကနောက်ကလေးလိုမိဖို့လေးနဲ့တူလို့ကိုကြီးကျော်ကဒါကိုသူကခနောက်တယ်ဖွဲ့အင်ဒနီလာအင်ဒနီလာဆိုတော့ကြက်စင်းတယ်လို့လို့ပြတယ်လို့လို့ကြက်အင်ဒနီလာပြပြမိုက်မောက်မြခနောက်သုံးဆိုင်မြကြောက်နဲ့လှုပ်ထားတဲ့မိဖို့လေးနဲ့တူလိုက်တာ စဉ်းစားကြည့်။ဘလတ်ဖြစ်တဲ့ဟာဒီပုပ္ပားတောင်ကြီးကိုသီရိမင်္ဂလာအညာမြေဤမန္တိုင်းကျွန်တော်တို့ပုပ္ပကအလဲမှာရှိတယ်ဟောတာစကြဝဠာကြီးဟောတာကဘာကြီးဟောတာမြမပြည်မြမပြည်ရဲ့အလဲကောင်မှာရှိတယ် National Identity အမျိုးသားဇာတိဥပဒေလက္ခဏာဆိုတာဒါပြောတာဒီပုပ္ပကိုပဲချစ်လွန်းလို့ရေးသွားတဲ့တံတော်ရွှေပုပ္ပကျွန်တော်တို့ဆွဲလိုက်ရတာပဲဟိုကမြတ်စကြန်သူတွေပွဲသွားကြည့်တော့လှဲလေးနဲ့လှဲလေးနဲ့လှဲနဲ့လှဲလေးကျွန်တော်တို့ချစ်ရတာပဲ ခင်းနောက်ကြတယ်ပြောပြောခင်းအောက်ကြတယ်ပဲပြောပြောယူသားဖြူစင်တဲ့မြန်မာပြည်ရဲ့စိတ်ဒီစိတ်ပြောက်သွားရင်ကျွန်တော်တို့တန်းပြီမှောက်ဖို့ရှိမယ်ဒါကြောင့်ယဉ်ကျေးမှုယဉ်ကျေးမှုလို့ကျွန်တော်တို့ပြောနေရခြင်းဖြစ်ပါတယ်ဒါပါတော့ဘဝဆိုတာမသေးကြဘူးကျွန်တော်တို့သေတာပဲဘဝဆိုတာပြုပြင်စီရင်ခြင်းခံရတဲ့သဘောရှိတယ်ကျွန်တော်တို့သေတာပဲသင်္ခါရတရားကျွန်တော်တို့သေတာပဲဒါသင်္ခါရပါတဘာဝအဖြစ်ပြောက်ပြက်သွားတာမဟုတ်ပဲ ျွန်တော်တို့ရဲ့ညံဖျင်းမှုကြောင့်ပျောက်ပြက်သွားရင်တော့ကျွန်တော်တို့မှတာဝန်ရှိကြပြီပေါ့ဒါကိုလည်းပဲကျွန်တော်တို့ပြောလိုပါတယ်နောက်တစ်ခုကျွန်တော်တို့အားလုံးရဲ့ယဉ်ကျေးမှုလို့ပြောတဲ့အခါမျိုးမှာကျွန်တော်တို့ဒီညညချင်းကိုလည်းထည့်ပြောရလိမ့်မယ်။ကြောက်ပြီးကြလည်းပြောသွားပြီးခမရတို့ညညကြရလိမ့်မယ်။ကျွန်တော်တို့မညညခဲ့ကြ။ဘယ်တော့ကြရမညညသလဲတော့မသိဘူးမြန်မာကနှစ်ယောက်ရှိရင်ကွဲတာပဲ။တယောက်သေးတောင်အော်ပီဂျေလို့ဆိုဟိုဘက်ဒိုးပေါင်သူကသူပြောနေတာ သူတယောက်ထဲကြောင့်ကွဲရှေ့ရလဲကွဲတယ်များများမကြည့်နဲ့ကျွန်တော်တို့မန္တလေးကိုကြည့်ကွဲတာပဲဘောရှင်မင်းတို့မင်းတရားကြီးကလေနာယောဂနဲ့သေအံ့မူမူဖြစ်နေတယ်မင်းကြီးမင်းသားတွေကမိဖုရားကတရားနဲ့၄ပါးရှိတယ်အဲ့ဒါတော့အားကြတယ်ဗျာနန်းကြီးကမိဖုရားတဲ့နန်းငယ်ရမိဖုရားတဲ့ဆောင်းကြီးရမိဖုရားတဲ့ဆောင်းငယ်ရမိဖုရားတဲ့မိဖုရားတဲ့နောက်တော့များဆုံးအားကြည့်တော့တန်းရရမိဖုရားတဲ့တန်းရကြီးတလုံးရှေ့ရှေ့ထိုးပြီးတယောက်တစ်ခန်းစီထိုးထည့်တာ ပြန်စစ်စမ်းကြည့်အဲ့ဒီမိဖုရားတရားနဲ့၄ပါးကမွေးတယ်ရောက်ကြလေးတယောက်မွေးတိုင်းမွေးတိုင်းစိတ်ပခက်ကြီးတဲ့ကျိုးနဲ့ဆွဲအထင်းတော်ခြီတော်အရာတော်များကလွှဲနှုတ်ရင်းစရာနှုတ်တိုက်ကြည်လားအဲ့ဒီရောင်ပေစုနဲ့မင်းကြီးမင်းသားလေးဘယင်ဖြစ်ရမယ်ဆိုတဲ့စိတ်ကလွဲလို့တိုင်းပြည်ကိုတစ်ချက်မှလှည့်မကြည့်ခဲ့ကြဘူးကျွန်တော်တို့နိုင်ငံသမိုင်းနဲ့ပြောရင်ပြောလို့ရှိတယ်တရားစုပြူခက်ကစတယ်ရှေ့ရာစုမှာကျွန်တော်တို့ကတရုတ်ပြည်သွားပြီးကျွန်တော်တို့ပြူကြီးကြဖွဲ့ဖြောပြေးတယ် ဒီကနေ့27ရာစုနှစ်ပေါင်း2000ရှိပြီလို့ကျွန်တော်တို့မြန်မာပြည်ကုန်ယူလို့ရှိတယ်။ရင်ကျင်းမှုနှစ်ပေါင်းကတော့2000ကျော်ရှိတာ။နိုင်ငံလွတ်လပ်ရေးရတာပြန်ကြည့်65နှစ်ပဲရှိသေးတယ်။ရင်ကျင်းမှုကာလကာလအတွန်းရှည်သလောက်တကယ်တမ်းကိုမင်းကိုချင်းကိုအချုပ်အချာအာဏာနဲ့နေနိုင်တာ65နှစ်ပဲရှိသေးတယ်။လွတ်လပ်ရေးရတာက65နှစ်။အစိုးရက9ဖွဲ့လား8ဖွဲ့လား9ဖွဲ့လားမမှတ်မိတော့ဘူး။အစိုးရက ပြန်စဉ်းစားကြည့်တော့ဘတ်ထဆာအဆိုးရတယ်ပြီးတော့သာရမီတဲ့ तू ကတက်တာလည်းပင်ပရိကြီးနဲ့ပြီးတော့မသာလိုက်ရဘူးဘယ်ရောက်သွားမှမသိဘူးအိမ်ဆောင်အဆိုးရတယ်ထက်တက်လာတယ်ဘယ်အိမ်ကိုဘယ်သူဆောင်မှမသိဘူးတိုင်းသူပြည်သားတော့ကိုယ့်ကိုလှုပ်ရှားမြမဆိုရှယ်တဲ့လမ်းစဉ်ပါတီအဆိုးရတယ်တက်လာတာအမရိပါတီအဆိုးရတယ်ပြည်သူပါတီအဆိုးရထက်ကွဲသူပြီးပြန်တော့နိုင်ငံလုံးမျိုးဝပြည်ပြားမှုတိဆောက်ရေးအဖွဲ့အဆိုးရတယ်သိမကြဘူးနိုင်ငံတော်အေဂျင့်သာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီအဆိုးရတယ်ကြည့်တော့သူတို့ပဲ အခုပြည်သူအစိုးရဒီမိုကရေစီအစိုးရဖြစ်လာပြန်ပြီဒီတစ်ခါတော့ရှေ့ဆက်သွားလိမ့်မယ်နိုင်ငံတော်သမ္မတကြီးကလည်းပြောတယ် clean government good governance တန်ရှင်းတဲ့အစိုးရပေါ့ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ရှေ့သွားမယ်လို့ပြောနေပြီရှေ့သွားမယ်တာပြောတယ်တလှမ်းမှလည်းတူရသေးတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်သွားရလိမ့်မယ်။ဘာနဲ့သွားရမလဲ။ညီညွတ်ချင်းနဲ့သွားရလိမ့်မယ်။အခုနမင်းသားလေးတွေကယောက်ျားလေးပါရင်ဘယင်ဖြစ်ချင်တယ်။ကျွန်တော်တို့မြန်မာနန်းတွင်းမှာ မိမိမင်းသားတွေအများကြီးရှိတဲ့ထက်ကချောင်းနေကြမန္တလေးနန်းတော်အုပ်ရုနှစ်မိုင်ပတ်လေထဲမှာဘဝဖြစ်နေတယ်အပြင်ကတိုင်းသူပြည်သားတွေဘာလို့စားရလဲမွေဖန်းစားရတယ်မွေလာမယ်ပြစားရတယ်တက်ခုစားတယ်ကြွထုတ်စားတယ်လှေလိုက်စားတယ်သစ်ပင်ချိုင်စားတယ်စင်စာရိတ်ရတယ်မြင်းစာရိတ်ရတယ်အလံမေပြရတယ်သပင်ကြကကစားတယ်တိုင်းသူပြည်သားတွေကရရဘဝနဲ့လှုပ်စားနေတာကြောပြောင်ကြီးတွေနဲ့အင်တာနက်မှာကြည့်ကျွန်တော်တို့လူမျိုးတွေအင်တာနက်မှာကြည့်လိုက်ရှေးတုန်းကမြန်မာကြီးတွေကြောပြောင်ကြီးတွေနဲ့နေပူစက္ခလှုပ်စားတော့ကြောကြီးတွေကမဲလို့အောက်ပြေအောက်ရလူတွေကကျွန်တော်တို့အညာသားတွေနှိမ့်နေ ကျော်မင်းနဲ့များမုံလို့ရင်သူကအညာသာကျော်ကုန်မှဲ့တာဟုတ်တယ်ဟုတ်တယ်စင်းရတာဘသူကချမ်းသာလဲတိုင်းပြည်ကချမ်းသာတယ်မိဖုရားတစ်ပါးရဲ့ဝင်ဝင်နဲ့တိုင်းသူပြည်သားတယောက်ရဲ့ဝင်ဝင်ကိုလည်းချိုးချကြည့်တာကိုးစားကိုချိုးတက်တယ်စဉ်းစားကြည့်မိဖုရားဖြစ်တာနဲ့ရွှေတင်ပြူပြားလေးချက်ကစရလာရွှေတကောင်းလေးရွှေလက်ကောက်တို့ရွှေဖလားတွေနဲ့ထားတော့မိဖုရားတစ်ပါးတစ်ပါးကိုပေးထားရတဲ့အထင်းတော်ချီတော်ရတော်တွေကအစအနှိမ့်တော်ဆက်တာဆုံးစံတော်ရှင်ဘောရင်တော်ထမ်းဘာထမ်းညာထမ်း လူပေါင်း80ပြည့်ထားတယ်မိဖုရားတရားကျော်ဆိုတော့နန်းတွင်းမှာ9000လောက်ရှိတယ်မိဖုရားကိစ္စဆောင်ရွက်ရတာဒါတော့အဲ့ဒီပိုင်းကိုအဲ့ဒီအချိန်မှာဘယင်ကအိုနာပြီသားတော်တွေနဲ့တွေ့ကြပေမဲ့မတွေ့ရဘူးအဆောင်ရမိဖုရားကြီး၄ပါးကပဲပြည့်စုံဆောင်ဖြတ်သွားတယ်မင်းတို့မင်းတရားကြီးကအုတ်ချစ်ကျော်အေးမန္တလေးရဲ့အောင်ကျော်ချမ်းအေးမန္တလေးရဲ့အင်ဂျင်ကြာအောင်ရတနာကုန်နဲ့1221ခုနှစ်အဆောင်နာပြီကျော်လာစုပ်လို့ပြောရင်တော့ရှာပြတ်မယ်သာမှတ် မရဘူး။နောက်ပြီးတော့6ရက်မန္တလေးကိုစပြီးထူထောင်တယ်။တကယ်ထူထောင်တာက1218ခုနှစ်ကလေးကလာပြီးတော့ပနဲ့ပန်းတုံးရိုက်အကွက်ချဒီနေရာကြောင်းဟဲ့ဒီနေရာဇေရီဟဲ့ဒီနေရာရေဟဲ့ဒီနေရာကအိမ်ဟဲ့လို့1221ခုနှစ်မှာသာသနာတော်က2400ပြည့်အဲ့ဒီအတိတ်နမိတ်ကိုယူပြီးသာသနာနှစ်နဲ့ချိန်ပြီးတော့မှမန္တလေးကိုထူထောင်တယ်ဗုဒ္ဓံကူရမြတ်စွာဘုရားအလောင်းမုံလို့သား ဒီလိုနိုင်ငံတော်ကြီးထူထောင်နိုင်တာပါအရှိဘက်မှာရှမ်းရိုးမှာပါဗျာနောက်ဘက်မှာအေယာဝီမြစ်ကမန္တလေးရက်ကိုခွေပတ်စီးဆင်းလျက်ပါဗျာအင်မတန်ကြက်ပြည်ရှိပါဗျာဟိုးညောက်ဘက်မှာဒုက္ခကိုညောက်ဘက်မှာမရေရမြစ်တောင်ဘက်မှာဒုက္ခကိုဒီမြစ်ကလည်းမဝေးလှပါဗျာအလဲမှာတော့ဇောင်းကလောက်ကနန္ဒကံတောင်တမန်ကံစတော့ကံကြီးများကလည်း water resource management ပေါ့ရေရင်းမြစ်ကလည်းကျွဲခြင်းတိုင်းကျွဲပါဗျာ ိုင်ငံတော်ဟာလှလိုက်တာအကွက်ချပြီးစောက်ထားတဲ့နိုင်ငံတော်ကြီးလှလွန်းလို့လူပြည်ကြောင်မကပါဘူးဗျာ။နတ်ပြည်ကြောင်သရေမှုလေးရှိကြောင်းပါ။မဟာဂိတပုတ်တင်40လောက်ရှိတဲ့ထဲမှာမန္တလေးမြို့ပေါ်က30လောက်ရှိတယ်။ဘုဒ္ဓင်ကူရဘုရားအလောင်းမလို့မန္တလေးတောင်ပေါ်ကဘုရားကဗျာဒိတ်ပေးဘုရားရှင်ကပြုံးတော့ညီတော်အာနန္ဒာကရှောက်တယ်အရှင်ဘုရားဘာလို့ပြုံးတော်မူတာလဲဗျာ။နောင်တနာတက်ခဲ့နှစ်ပေါင်း2400ရှိတဲ့အခါ ဒီတီတွေးကိုကြည့်ပြီးဘုရားရှင်ကပြောတာဒီနေရာမှာသာသနာပြုမင်းကောင်းမင်းမြတ်ပေါ်လိမ့်မယ်။ဘယ်အထကထာမှာတွေ့တာမဟုတ်ဘူးဘယင်ကြိုက်အောင်ဝိုင်းရေးပေးတာ။မပောင်းမင်းတို့မရလဲယုံနေသူ့ပလဲအောင်မှာ Center of Universe စัจ java လာရဲ့ဘ ਹੁ ကငါဖင်အောက်မှာရှိတယ်လို့ယုံနေတာ။လွန်ရှိရင် तू ကဖောက်ကြည့်တယ်လေ။ဒါပေမဲ့အဲ့ဘယင်အိုပြီးဗုဒ္ဓင်ကူရမဟုတ်တော့ဘူး။ဗုဒ္ဓင်လားမဟုတ်မြူနာတီတော် မင်းညာနံဂုံပေါင်းနေညွန့်သွေးနေညွန့်သွေးအလောင်းဖရာကစလိုက်တာအာဒိဆဝန်သငါတို့ကနေနတ်မျိုးနွယ်တွေဗုဒ္ဓင်္ဂောင်းမှုမျိုးနံတီတော်မင်းညာနံဂုံပေါင်းနေညွန့်သွေးမင်းမြာမရပိအချမြဝဇန်နှလုံးပေါက်မြအောက်ကမြန်တစ်ဆက်ပါသေးတယ်သူကမင်းမြာမင်းမြာတကာတို့ဤနောင်ဖြစ်သောမင်းမြာတကာတို့ဤအကြီးအမှုဖြစ်သောဒီပါညီတော်ကျွန်းနိုင် ။အဲ့ဒီသမုဒ္ဓိပါမြေပေါ်မှာတော့ကြော်ကျင်တိုင်းကြော်ပါပြီ။ဟုတ်တော့ဟော၆ဘုံနဲ့ရပါလွန်ပြမွေးလို့ပြီးတော်မြေမှန်းထိယာသာနှစ်သံခုခါရေရွှေဖုံးတော့နီလာဝေဖျားဒီမှာရှိတဲ့တော်ကြီးတွေထဲမှာစင်ပြူရအောင်ရှာခိုင်းတယ်။ကျွန်တော်မြန်မာဘုရင်ကစင်ပြူအင်မတန်မဲ့စင်ပြူရှိရင်တန်းပြီးစင်ပင်ဝါပြောတယ်။သခုံးပရင်းတန်တန်ကင်းဝေးမယ်။စံစည်စပါးကပေါများမယ်စသဖြင့်ယုံကြ။အဲ့တော့စင်ပြူသေးကြီးမဲ့ရှာပါအခုတူရှာတော့မဲ့တို့ ပန်းလောင်မြေထဲမှာဆင်ပြူအသေးကောင်မျောလာတော့သတင်းကြားလာတဲ့ဘယင်းကသွားဆယ်သန်းဆင်ပြူရအသေးဖြူတော့ဖြူဆင်ကခရူသွင်းဆွဲနေရနေမှာပေါ့ဆွဲလာတုတ်ရိုက်တယ်သူကလေးဘက်လေးတန်းတုတ်ရိုက်ဆင်ပြူကြီးဝိုင်းမှတင်ပြီးတုတ်ရိုက်တော့ဆင်ပြူအသေးကြီးကကုန်ကုန်ကြီးပေါ့ဘယင်းကတက်ထိုင်ဒစီရှင်ကြော်စွာဘွဲ့သူကယူသေးတာမလောက်ဘူးကြောင့်မူးကြောင့်နိုင်ကလေးကစဉ်းစားကြည့်တော့နော်ထားပါတော့အဲ့ဒါဒီဖယ်လိုက်တော့ပညာကိုတကယ်သွားကြအောင်ဟာတော့ နန်းကွင်းမှာကိုင်းကြီးကကွဲပြီးကင်းဝင်ကိုင်းကြီးတိုင်တားကိုင်းကြီးလှေသွင်းတွင်းဝင်ကိုင်းကြီးစင်ပြူမရှင်ကိုင်းကြီးစုဖရန်လကိုင်းကြီးပြင်သစ်နဲ့ပေါင်းတဲ့ကိုင်းကြီးအင်္ဂလိပ်နဲ့ပေါင်းတဲ့ကိုင်းကြီးကိုင်းကြီးကကွဲလို့သူ့ကုမယုံကကို့သူမယုံကအဲ့ဒီမှာတိုင်တားမင်းကြီးကအမျက်ထုတ်သေးတဲ့နေရီမှာဓမြတိုက်ခိုင်းပြီးသူကဖွင့်ရန်ယူနေတယ်လှေသွင်းတွင်းဝင်မင်းကဘယင်ကိုဝင်လျှောက်တယ်အဲ့လိုလုပ်နေပါတယ်ဆိုတဲ့အခါကျတော့ဘယင်ကသတ်စီဖမ်းထားတဲ့ကောင်လေးသတ်စီဆိုတော့တိုင်တားမင်းကြီးကအဲ့ဒီမှာဒီတစိုက်ကြော်ရဆရာတော်ဖရာကြီးပြင်ပြီးအသက်အလှူခံခိုင်းလူတယောက်တည်းအဲ့မှာရှုပ် ဓမြကာခွေပေးတဲ့သူဘုရင်ကလည်းကျွန်တော်တို့မန္တလေးနန်းတွင်းအပြင်ကိုဘဝခုနှစ်ဘဝမထွက်ဘူးလောကဘာဖြစ်နေမှမသိဘူးသူကလည်းဘုရင်ဖြစ်ရတာတစ်ချက်တည်းပဲဒီပလိုမာရတယ်ဘာဒီပလိုမာလဲဆိုတော့ပထမကြီးအောင်တယ်အဲ့ဒီပထမကြီးအောင်တော့ဘုရင်ကသဘောသိကြတော့လေပထမသူ့အမေနဲ့သူများအိမ်မှာနေရတယ်အင်မတန်နှိမ့်ဆက်ခံတယ်ဒီဘောမင်းသားဒါပေမဲ့ပထမကြီးအောင်လိုက်တာဇာတာဆန်းလက်တက်လာပြီးတော့သူဘုရားနဲ့ကြိုက်မှန်းတည်တော့ရောက်ခမအောင်ဖြစ်တဲ့စင်ပြူမရှင်ကဥကောင်းနဲ့ပေါင်းဘုရင်ဖြစ်အောင်လုပ်ပေး ပြန်တဲ့မင်းကြီးမင်းသားတွေဖေကအဖူးမြော်ခံကျင်လို့လာကြပါစေအထက်ဝင်တော့မှဝိုက်ဖန်းကြီးတိုက်ကျိုးတဲ့ချိန်မှာမင်းကြီးမင်းသား60ကျော်ဂရိပါအိတ်စုပြီးဒီဘက်ကပိုးတဲ့ပင်တချင်းချင်းခံဒီဘက်မှာယာစသွေးတွေသွေးမြေကျလိုက်တာစဉ်းစားကြည့်ဘယင်ဖြစ်ချင်လို့အာနာကိုလိုချင်လို့လို့တရားသောမတရားသောမတတ်နိုင်ဘူးကျွန်တော်မြန်မာမှာစကားတခုံးပြန်ရစ်ခဲ့တယ်ကြောက်စရာအင်မတန်ကောင်းတဲ့စကားကျူပင်ခုတ်ကျူငုတ်မကြံစင်နဲ့ဘာမှအပြစ်မရှိတဲ့လူစုလေး80မျိုး80 စင်နဲ့နင်းသက်ခံရတယ်။နားထဲကိုခဲရီလောင်းသက်ခံရတယ်။ဒုတ်တုံနဲ့လေဝင်းရိုက်သက်ခံရတယ်။ရီမာဖြတ်ပြီးကြောက်ထုတ်ဆွဲပြီးသက်ခံရတယ်။ဒါတော့ပြောမယ်ဆိုရင်အများကြီးပြောလိုက်ပြောရပါလိမ့်မယ်။နောက်ဆုံးတော့လေကျုံဖြစ်တယ်။တိုင်းပြည်ရဲ့ဇာတာကမကောင်းလို့ကျုံဖြစ်တဲ့။ဘုရင်မင်းတရားကြီးရဲ့တိုက်တက်ကိန်းခန်းကကုန်ခန်းသွားလို့ကျုံဖြစ်တဲ့ပညာဘယ်သူမှအထက်မပြောခဲ့ဘူး။ရဏဘုံနောက်ဆုံးပြရသည်၎င်းမုတ်ဆိုးစကို ထီယူရိုက်ခဲ့၏ ောက်ဆုံးတော့လေကျွန်တော်တို့ယရဏဘုံပေးလိုက်ရတယ်ယရဏဘုံနောက်ဆုံးပေးရလေ၎င်းမုတ်ဆိုးစက်ကိုထီယူရိုက်ခဲ့ပြီဖယဘာတော်မူသည်ဇာတာမျိုးတို့အစုမရသည် အလောင်းတော်လဲလာရင်နီးပြီဒီကနေစီဒီဘောင်မင်းဖမ်းသွားတယ်ခေါင်းစစ်ကထွက်သွားတယ်သင်းဘောကစကန်းနောက်ရောက်တော့မှမြန်မာတွေကမျက်ရည်ကျတယ်အော်တကယ်ဖမ်းတာပါလားဟဲ့အဲ့ဒီတော့မှကိုရှင်ကိုသခင်မရှိတော့ဘူး ြီတုံးကဘယ်သူမှလှည့်ကြည့်တာမဟုတ်ဘူးကိုလှုပ်ရှားနေရတာအဲ့ဒီတုံးကတို့ချုပ်ထာအနာတို့ရှင်တို့သခင်ငါတို့ဘယ်သူကိုငါတို့ဘယင်ခေါ်ရပါမလဲဆိုတော့မရှိတော့ဘူးကျွန့်ဖြစ်ပြီဘယ်သူကိုလှမ်းမျောလဲအဲ့ဒီတီဘုံမင်းရဲ့ခမီးတော်ဖြစ်တဲ့မင်းတုံးမင်းတုံးရဲ့နောင်တော်ဖြစ်တဲ့ဗကံမင်းဗကံမင်းရဲ့ခမီးတော်ဖြစ်တဲ့သားရော်ရီမင်းတစ်ချက်တုံးကညောင်ရမ်းမင်းသားလေးကိုကျွေကျက်ရဲ့ဖျားချေရင်မှာရေဖြတ်ပြီးတတ်ခဲ့ဘူးလေသူပုံကံကြံစီလဲဆိုပြီးတော့မင်း၄၀လောက်ကစัจကြာမင်းကလေးကရေစိတ် ဒီဖြောက်ခံတော့မသေးဘူးတဲ့ဘိုးဘိုးအောင်ကသာပွေပြီးစကိုင်းကြောင်ပေါ်တင်သွားတာမြင်တဲ့လူကမြင်တဲ့ကျွန်တော်လူမျိုးကဇက်ကသိတ်နာတာနောက်ပြည်နေဆုံးစကိုင်းကြောင်မှာမှာတောင်ပေါ်မှာရွှေလရောင်မြင်းကြီးကတဖြည်းဖြည်းနဲ့စက်ကြာမင်္ဂလေးကကိုရောင်ကိုဝါတဖြက်ဖြက်နဲ့မပူနဲ့မန္တလေးကိုငါပြန်လာတော့မယ်လို့အိမ်မက်ပြေးတယ်ရုံနေမြန်မာတွေကအဲ့ကြမ်းမပေါ်လာတဲ့လူဒုသခင်ပဲဘယ်လာမလဲစက်ကြာမင်္ဂလေးမျောတာဘလောက်တောင်ကြာတယ်နှစ်ပေါင်း100ကျော်ကြာတယ်အင်္ဂလိပ်ကတင်ထားတယ် ိညာလက်ချီအောင်ပြုံးဝင်မင်းကြီးကဂလာစကိုသွားတယ်လီဗာပူးကိုသွားတယ်မန်ချက်စတာကိုသွားတယ်ဆက်မှုမျိုးကြီးတွေကိုသွားတဲ့အခါအတွဲလိုက်ဖြစ်တဲ့ဆက်သနှက်ကြီးတွေတွေ့ခဲ့ပြီးအမြောက်ကြီးတွေတွေ့ခဲ့ပြီးစက်ယုံကပဲတော်တွေဖြန့်ကျဲသလိုဖြန့်ကျဲနိုင်အောင်များပြားတဲ့ကင်မီလက်နဲ့စမ်းတွေကင်းဝင်မင်းကြီးကမျက်စိနဲ့တွေ့ခဲ့တယ်စစ်သားတွေကြည့်တော့ဟာဇာလာလို့ခေါ်တဲ့အာဖဂန်နစ္စတန်စစ်မြေပြင်မှာကြံကြံတန်တန်လေ့ကျင့်ဗီဇာစစ်တပ်ပထမစစ်တပ်ဂေါ်ယာစစ်တပ်ဂေါ်ခါစစ်တပ်အင်္ဂလိပ်ကကြကြနန္ဒမောင်ထားဗီဇာ စစ်တင်လင်ကဗျူဟာမှာလဲကျွန်တော်မျိုးတို့တဲ့အများကြီးသာပါဗျာအဓိကကတော့ပညာကသူတို့ကြီးနေပါပြီဗျာလွတ်တော်မှာဥကောင်းကဆောက်ရှောက်ချပါသေးတယ်စုဖရလက်ကဘိုးဘိုးကောင်းကြောက်ရင်မတိုက်နဲ့ဘေးစုံနေတိုင်သားဘိုးဘိုးဥဆောင်လိုက်မယ်လှေသိမ်းဘိုးဘိုးကဥဆောင်လိုက်မယ်ဟေးဥဘိုးဘိုးကောင်းအိမ်ကိုကြောက်ပြင်းနဲ့ထမိန်ပို့လိုက်ကြစမ်းလို့လွတ်တော်တွေကစုဖရလက်ရဲ့အတန်နောက်မှာပညာမပါဘူးကျွန်တော်တို့ကျွန်ဖြစ်ခဲ့ရတယ် သူမှသမိုင်းကိုအပြစ်တင်နေခြင်းမဟုတ်ပါဘူးကျွန်တော်တို့ရှေ့ဆက်ရမယ်ခရီးကတော့ပညာနဲ့သွားရလိမ့်မယ်ဘာဖြစ်လို့လဲကျွန်တော်တို့သမိုင်းတွေပြက်ပြီလို့ပြောကြတယ်ဒါမှမဟုတ်စဉ်းစားကြည့်သမိုင်းတွေမကဘူးပထဝီလည်းပြက်နေပါပြီဘာမှမရှိတော့ဘူးပထဝီလည်းပြက်အဲ့တော့မျိုးတုံးတာတုံပြက်တာကပြက်ပြူတာကပြူဖြစ်ကုန်ပြီတချို့ကလည်းပြောတယ်ပထဝီပြက်ရောမကဘူးကွာဓာတုဗေဒလည်းပြက်တယ်ဟာဘာလို့တော့သတ်သမျှဓာတ်ငွေတရုပ်ပေးနေရတာဟုတ်သားပဲ ပြောကပြောသေးတယ်ဓာတုဝေရလည်းမကောက်ရုပ်ခဝေရလည်းပြည့်သိမ်းမောင်ရတယ်အာဘာလို့တော့စိတ္တမြတ်တော်ကုန်ပါဦးလားဟွန်းဟုတ်ကဲ့ပဲဒါမဲ့စစ်ပင်နဲ့ရှိသေးတယ်စစ်ပင်စရင်တလောကပောက်လိုက်တော့နှမျိုးကောင်းကောင်းကြံတယ်ဘာနဲ့လဲဆိုတော့ဒီလူနဲ့လက်ပံကောင်းကောင်းကြံတော့လေခုံခဏခုံလို့ရတော့ဥဒင်းလူကြီးကောင်းဆုံးပေါ့နော်မြန်မာစာလည်းပြည့်ပြီရှိတော့မှလို့မဟုတ်တော့ဘူးရှိတော့မှလို့မြန်မာစာပါဠိတွေပတ်သားတွေကာယံတွေနဲ့မှရှိတော့ဘူးတတိယအကျော်သမားတော်များနဲ့ ကုသပါတော့လေသူငါကဆလွန်ဆံမရသည်မရဏမင်းသူ့လေတွင်းတို့သစင်ခလာကြရရပါတော့ကြောင့်တွင်းကြံတော့ကလာပရုပ်အကြံကိုသုတ်သံမှာသဟာရတစုနဲ့ဇာပနာပြုမိဖြစ်၏။ဒေရှင်သောကနာအောင်ကိုကောင်းတာဖိတ်စာအလှဖိတ်နာရေးဖိတ်စာတော့အလှရေးတဲ့လူမျိုးမနေ့တနေ့ကဇနီးတဲ့ရွာသွားဖုန်ကြီးပြန်နဲ့သွားတိုးမင်းသမီးရဲ့အမှုပညာနားထောင်ကြတယ်လို့။ဩຫນွေဦးပေါက်ပြီးဖုံဖုံပြောက်ပြီလေ။ စဉ်းစားတာကြည့်တော့ဒုက္ခပဲနော်။အော်ငိုတယ်သူကအော်ရှင်ဖះရှင်ဖះဖះတပိတော့သူ့ကိုတရားမပြတော့ဘူးလားဖះမဆုံးမတော့ဘူးလားဖះအရှင်ဖះတပိဒါယကာလေးကိုသစ္စင်ကျူချိုးခဲ့ပြီလားဖះပြီးတော့မှဆက်ဆိုတယ်သစ္စင်ကိုင်းလေလို့ကျမနေရပါလေတနာလေလို့ပြောနေမယ်စားမောင်မောင်မုံမို့ကျူစားပါလားကိုယ်ဟာခွန်ကြီးအလောင်းကြီးလွှဲလို့မောင်မောင်မုံမို့ကျူစားပါလားတဲ့အဖေဆရာတော်ကပြန်လွန်တော်မူနေပြီ ဆက်ဆိုတဲ့ရှင်ဘုရားသီလသစ္စာပညာပြည့်စုံတော်မူသောဘုရားတပည့်တော်မတို့မှာအင်းမြတဲ့အရေးအာဝါသားကြီးမရှိတော့ဘုရားရွှေတောင်ကြီးပြိုပါပြီဘုရားအခုတော့ရှင်ဘုရားမရှိတော့ရွှေတောင်ကြီးပြိုတော့တပည့်တော်တို့ယူရပါလို့မဖေဘုရားသူဆက်ဆိုတယ်မောင်ချင်များစုယူလာပြီတော့လေတကယ်တကယ်ဖြစ်ကုန်ပြီဒါပါတော့ကျွန်တော်ဒီကုန်းချုပ်ပါမယ်ရချင်းနေရ9မိနစ်ကြော်နေပါပြီအဲ့တော့မိုးလေဝသအကျိုးကြောင့်လည်းကျွန်တော်ပဲဆက်ဟောလိုက်ပါတော့မယ် ကျွန်တော်တို့ကဆရာနောက်တယ်မိုးလေဝသဆရာတို့ကလည်းအင်္ဂလန်မှာသွားတဲ့အမေရိကန်မှာဘဝယူအလောက်မလိုပါဘူးဆရာရေတောက်တဲ့နှကောင်ရှိဖြစ်ပါတယ်တို့မိုးလားလေးလားမိုးလားနဲ့ကျွန်တော်ငငယ်တော့မှန်လိုက်တာမှနော်အခုလည်းမှန်ပါတယ်နော်ဆရာကျုံညောနေတယ်ဖုန်းဆက်တယ်ဟေ့ဘုံနေတဲ့ဘသူတွေတုန်းကလေဆရာဒေါက်တာဦးထွန်းလွင်ရဲ့ကျွန်တော်ရဲ့အော်ဖီကျရဲ့တို့အေးဆရာပြောလိုက်တဲ့50 50လို့ပြောလိုက်တဲ့သဘောမပေါက်ဘူးအော်ဖီကျမေးရဘာတုန်းဆရာ50 50လို့ဘုံမိုးရွာရင်ရွာမယ်မရွာဘူးမရွာဘူးပြောနေတာဆရာချစ်လို့ပါနော်ဆရာပါ ဆရာတို့ပညာကလည်းဆရာဟောရင်သိပါလိမ့်မယ်မရှိပါဘူးအစားထိုးလို့လည်းမရနိုင်ပါဘူးတပည့်တွေများစွာမွေးတော်လည်းပဲဆရာကိုမေးကြည့်တယ်ဆရာမြင်တော်မူသေးလားတပည့်တွေကဆိုမြင်တော်မမူဘူးတဲ့ပြောပါလေနော်အဲ့တော့ဆရာဟောပြောချက်ကတော့အင်မတန်ဖုတ်တန်ပါတယ်အဲ့တော့ပြီးဆုံးအောင်နတ်တုတ်တာစင်မောင်းကျွန်တော်ညီကုန်းလည်းချုပ်ချင်ပါပြီညီကုန်းလည်းချုပ်ပါမယ်ထားပါတော့ကျွန်တော်တို့ညီညွတ်ကြဖို့ခင်ကြပြီးပညာကြီးကြဖို့အချိန်ကြပြီးဒုက္ခတွေကိုဒုက္ခတွေကိုဒုက္ခလို့ 就那路农民的面上培养学生嘛，都看呢，今晚都培养培养我们 PK 业务作业，就 field, 那路培养得好。就那个哥哥嘞培养学生嘛，培养培养我们 PK 业务。就那路咱的那个刚刚那个张姐那路，你帮她唱唱完张姐啦，我帮张姐罗唱唱咪咪，小开去检查嘛？就看这里民族民间咪啊，咱的那个咪奇妙的民族民间咪啊，对嘛嘛，咱那的话，互相互爱。 ပူဇော်ခဲ့ရတာသစ်ခေါင်းနဲ့ဘုရားရှင်ဆင်းလူတော်ထက်ကောက်ရိုးဆုပ်ပြီးညကြမှာကြတော့ခဲ့ရတဲ့အကာလမရဏအခါကြီးတွေလည်းကျွန်တော်တို့သာသနာမှာကျုံခဲ့ရပါပြီမင်းကောင်းမင်းမြတ်များလက်ထက်မှာသာသနာတော်ပွင့်လန်းပြန်လို့ကောင်းကင်ကဇံပြန်တယ်လို့ပြန်ခဲ့ကြပါပြီရှင်မင်းတွေကသေလာတာမဟုတ်ဘူးနော်ဟောဒီဆရာတွေဟောဒီတက္ကရာတို့က ပခုံးနဲ့ထမ်းလို့ရတဲ့အချိန်ပခုံးနဲ့ထမ်းကြောနဲ့ပိုးလို့ရတဲ့အချိန်မှာကြောနဲ့ပိုးလို့ယရနာပန်းတောင်းနဲ့ထည့်ပြီးရွက်လို့ရတဲ့အချိန်ယရနာပန်းတောင်းနဲ့ရွက်လာခဲ့လို့ကျွန်တော်တို့သာသနာပြီးခောက်ချာငှက်ပြန်တလုံးနိုင်ကြီးမြင့်ကြီးနဲ့ကျွန်တော်တို့ဒီကနေ့အချိန်နှလုံးသားတွေဖျားတင်နိုင်တယ်ဆိုတာမမေ့စေချင်ပါပေါ့ပေါ့မထင်ပါနဲ့ဖျားလို့ပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစိုးနေပုံကိုဖျားလို့ပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစိုးနေပုံကို မကဝါဖယားသာသာဒေသနာတရားပြကအဲ့ဒီတော့ဘကပြမမင်္ဂလချလို့ချခုရတာဖယားကိုပင်ကန့်လန့်တိုက်၍တရားတော်ကိုပင်ကန့်လန့်တိုက်၍သံဃာတော်များကိုပင်ကန့်လန့်တိုက်၍အချိန်မရွေးကြာရောက်နိုင်လေဒါကလည်းပဲကျွန်တော်တို့စောင့်ရှောက်ရမယ်သာသနာတော်ဆိုတာလည်းမမေ့အဖူးဆိုတာလည်းပြောချင်ပါလေဖယားကိုတောင်ကန့်လန့်တိုက်တယ်ဆိုရင်ကျွန်တော်တို့ပြောเสียရမှရှိတော့ပါဘူးအပရာဇိတရွှေပလင်တော်ကိုလူခဲ့တဲ့ အဆိုမဟုတ်သောပရအများနဲ့မဆိုင်သော အပရဇိတအောင်မြင်တော်မူသောတစင်နဲ့လေးတောင်ကျေဝန်းတော်မူသောမိသူနဲ့မှမဆိုင်သောဘသူနဲ့မှမပတ်သက်သောဘသူနဲ့မှမထိုက်တန်သောအပရဇိတရွှေပလင်တော်ကြီးတောင်မှလာလှူတယ်ဆိုရင်ဒီကနေ့ခေတ်ပလင်လှူတာပလထိုင်လှူတာဘာထူးဆန်းလိမ့်မလဲပြောင်းနာပြီမေခလာစင်ရနာစီလို့ပြောင်းနာပြီမေခလာစင်ရနာစီလို့မနမေအာနန္ဒီနာဝဒဝရိနပြေကလား ဖယားလိုရှင်တူပလင်လူဗျံလားနားထဲမှာကြားကမတတ်မထားစားမနဲ့နှလုံးသားနဲ့သွန်းလိုက်စမ်းမဖယားကိုရှင်တူပလင်လူရာတွေရှိနေပြီဆိုရင်ရောက်เสียကောင်းတယ်နော်ကျွန်တော်တို့ပလင်ပေါ်မှာပကံခိကုနောက်ပြန်ဆုတ်လိုက်နှစ်ပေါင်းတစ်ထောင်ကျွန်တော်နေကုန်းချုပ်ပါမယ်သာသနာတော်ကရှုပ်ရှုပ်ထွေးထွေးတန္တရဝါဒတဲ့ဇိနာဝါဒတဲ့မဟာယာနတဲ့ရှိပိသဗုဒ္ဓသာသနာတော်ကလည်းရှိတဲ့ဂိုင်းနေရလဲအရိညဝါတိကန်ဂါမဝါတိကန်နေတဲ့အနောက်ထာမင်းကြီးက55ပါးသော ပကံမင်းဆက်မှာ52ပါးမြောက်ရောက်တဲ့အထိသန္တနာတော်ကမတန့်စင်နိုင်သေးဘူးအင်မတန်အကြီးကြီးတွေကလည်းရှိသေးခိုင်းတွေကအရှုပ်ရှုပ်ပေါ်ပေါက်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတော်ရဲ့ကုသိုလ်ပညာကြီးစုတို့ရဲ့ကျေးဇူးကြောင့်ရှင်ဓမ္မတတိဘွဲ့ခံသောရှင်အရဟံသည်နန်းတော်တွင်ကြွလာတော့ပထမဦးဆုံးစပြီးအနောက်ထာမင်းကြီးကရှောက်အသင်းအရှင်ကမင်းသူနီးငါသည်ဘုရားရှင်သားတော်ဖြစ်၏ အရှင်နဲ့ထိုက်တန်သည့်အရ၌သတင်းသုံးပါလေဆိုတော့ပလင်ပေါ်တက်ထိုင်တယ်ပြောချင်တာကပညာကြီးသူတွေဟာပလင်ပေါ်မှာအမြဲတမ်းရှိပါတယ်ပညာကိုပညာပြည့်ဝနှလုံးလှတယ်ဆိုတာယုံကြည်ဖို့လိုပါပြီညီညွတ်ချင်းသည်ကျွန်တော်တို့ရှေ့ဆက်သွားရမယ်နိုင်ငံတော်သွားရမယ်ခီးမှာအရေးကြီးပြီဆိုတာကိုယုံစေချင်ပါလိမ့် National Identity Code ရဲ့အမျိုးသားဇာတိဥရီလက္ခဏာမပြောက်ပြက်ရေးစီကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်သည်ဆိုတာယုံစေချင်ပါသည်အဲ့ဒါတွေအားလုံးကတနေရာထဲမှာရှိပါတယ်ဘယ်မှာလဲစာကြည့်လိုက်ချင်ပါပါ ကျွန်တော်တို့ကလေးတွေကိုဘီယာဆိုင်မရောက်အရက်ဆိုင်မရောက်နန်းဘေးကအလွယ်ဝရတဲ့မူရစေဝါစေပြားတွေစီမရောက်စာကြည့်လိုက်စီရောက်ဖို့လောက်တော့ကျွန်တော်တို့အားလုံးကဒီပညာပြည့်ဝနှလုံးထားတဲ့စိတ်ကလေးတွေကိုဘန္နာတော်ရှင်ရှင်များများကလည်းစောင့်သိစောင့်ကြောက်ပြတ်မှပေးတော်မူကြပါဗျာ။ယမီမြတ်ပါများကလည်းကိုယ်နဲ့မဆိုင်တော့ဘူးတို့အသက်ကြီးပြီလို့သဘောမထားဘူးဒီကလေးတွေမြန်မာစိတ်မပြောက်ရမယ်ကိစ္စမျိုးဘာသာသာသနာကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်ကြီးကိန်းဝအောင်ဝမ်းကြဝမ်းကြစေခြင်းပါတယ်ခင်ဗျာ။ မိရင်ဖာရင်များနဲ့တကွာဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများရဲ့တာဝန်ကလည်းကြီးပါလေခင်ဗျာဒါကြောင့်ကျွန်တော်ဟောပြောချက်ကိုညီကုန်းချုပ်မယ်ဆိုရင်ကျွန်တော်အမေပြောခဲ့တဲ့စကားလေးချက်ခွန်လက်ဆောင်ပါခဲ့ပြီကျွန်တော်ညီကုန်းချုပ်ပါမယ်အမေကကျွန်တော်ပြောသလိုနေလုံးနေညနေစောင်းတော့အမေကြောင်းကိုသွားရတယ်သူ့ပုံပေါ်မှာကျွန်တော်တို့သိတ်ကောင်းရင်ကြီးဟာကြောက်တဲ့ဘုံပေါ်ကျေဝါလုံးကြီးရရတယ်အမေတက်ကတော့ကျွန်တော်တို့ပထမဆုံးတက်ခဲ့တယ်ကျွန်တော်ပြောခဲ့ပါပြီ အမေကကောင်းကင်မှာညပဲဆိုအလင်းဆုံးကျဲကိုရှာခန်းနေရှိပါတယ်။ငါသားရဲ့အလင်းဆုံးကျဲရှာစမ်းဆိုတော့ကျွန်တော်တို့ကဝိုင်းရှာတယ်အမေဟာဟိုမှာအလင်းဆုံးကျဲမရဲ့သူ့ရဲ့လင်းနဲ့ကျဲရှိသေးတယ်သားရဲ့အမေကရှာတွေ့ထားပြီးပြီတော့အမေကစားတော့တက်ရှာတာမဟုတ်ကျွန်တော်တို့လည်းအစ်ဒီယူရဆစ်တယ်ကြက်ချေကတ်တွေတွေ့ရင်အမေကငိုတယ်အဲ့ကလေးကအမေညာထားတယ်အမေအမှန်ချစ်တဲ့သူကတစ်ချောင်းရတာကြက်ချေကတ်ကနှစ်ချောင်းနှစ်ချောင်းရတာအင်မတန်တော်တဲ့လူမှနှစ်ချောင်းရတာဆိုအမေဝင်းနေမြပါလို့ ဆုံးရှာပါပြီသိလည်းမသွားရှာပါဘူးနော်တစ်စလုံးလင်ခဲ့တာတောင်းမဲ့မိခဲ့တရေရဲ့ပေါ့နော်အလင်းဆုံးကျရှာစမ်းသားပြီရှာခဲ့ကြတယ်အမေကသိတယ်ဒီကောင်မဟုတ်တော့ဘူးစကားတစ်ခုမဲ့ပြောတယ်နေဝင်းပြင်းမင်းကတော့ဘယ်တော့မှအလင်းဆုံးကျဖြစ်မဲ့ကောင်မဟုတ်ဘူးဒါပေမဲ့မင်းအလင်းဆုံးကျကိုတော့ရှာကြရမှာပေါ့ကဲရေစကြူမြို့ကတန်ဃာတော်ရှင်သူမြတ်များနဲ့စာပေချင်းမြတ်နိုးသူများအလင်းဆုံးကျကိုဝန်းရံကြပါလို့ပြောကြရင်ဒီကုန်းထုတ်ပါတယ်